မကွိုင်းရနဲ့မိုင်းနူးတို့ကိုတိုက်စစ်မှာ၃ခရချင်းပေါ်ရှင်းလင်းလာတဲ့အာမော်ရင်မန်ချက်စတာယူနိုက်တက်တင်းရဲ့နီးပြရိုဘေးအာမော်ရင်ကယူရိုပါလိကွာတာဖိုင်နယ်ဒုတိယကြော့မှာလိုင်ယွန်ကိုကမ်းဘက်ရလန်းနဲ့နိုင်ရဖို့နောက်ကျောက်ဂိုးတွေသွင်းခဲ့တဲ့ကိုဘီမိုင်းနူးနဲ့ဟာဒီမကွိုင်းရတို့ကိုတိုက်စစ်မှာအသုံးပြုခဲ့တဲ့သူ့ရဲ့တွေးခေါ်မှုနဲ့ပတ်သက်ပြီးရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ကိုယ့်လက်ကစားသမားလေးမိုင်းနူးဟာနီးပြအာမော်ရင်အသင်းကိုရောက်လာကြတဲ့ကပုံစံမတိမငြိမ်မှုတွေနဲ့ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရပေမဲ့ပွဲပြီးကန်ဒီတိုက်စစ်မှုရက်စမတ်ဝိုင်လန်ဒဏ်ရာရသွားချိန်မှာသူ့ကိုတိုက်စစ်မှာအသုံးပြုခဲ့ပါတယ်။အာမော်ရင်ကမိုင်းနူးရဲ့နေရာချင်းထဲမှာထူးချွတ်မှုကိုချီးကျူးပြီး မိုင်းနီကလည်းအသင်းအတွက်ရေးပါတဲ့လေးကိုမြောက်ကိုကိုလက်ပါတဲ့အဆုံးသတ်နဲ့တွင်းယူခဲ့ပါတယ်။အနိုင်ရဖို့အဆုံးဖြတ်ပေးရတာကတော့နောက်ခံစားသမားကြီးမှဂွိုင်းရရဲ့ခေါင်းတိုက်ကိုပါ။အမော်ရင်ကဒီကန်စင်မှုကိုပွဲပြီးကန်ဒီမိနစ်ပိုင်းမှာတိုက်စစ်ပိုင်းစီပို့လိုက်တဲ့အကြောင်းရင်းဟာတိတာထင်ရှားရပြီးဘဂွိုင်းရရဲ့လေထဲမှာအသာစီးယူပြီးဂိုးသွင်းနိုင်စွမ်းကြောင့်အခုလိုအုံပြူခဲ့ရလို့အမော်ရင်ကဆိုခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာအမော်ရင်ကကျွန်တော်ဟယ်ရီမဂွိုင်းရကိုတိုက်စစ်မှာထားဖို့ကြိုးစားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကခေါင်းတိုက်ကိုနဲ့ဂိုးသွင်းနိုင်တဲ့တူဦးတော်သူမို့ပါ။ကိုဗီမိန်နူးကဒဏ်ရာကြောင့်အခုချိန်မှာအရှိန်နဲ့နဲ့နေနေပေမဲ့ နေရာချင်းနဲ့မှာဆိုရင်သူကရန်ထူးချုံနယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဒီအနိုင်ရမှုကြောင့် United ဟာ Europa League Semi Final မှာ La Liga Club Bilbao အတင်းနဲ့ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ပထမကျောပွဲစဉ်ကိုမေလာတရက်နေ့ Bilbao မှာကစားရမှာဖြစ်ပြီးဒုတိယကျောကိုတပတ်အကြာမှာ Old Trafford ကိုင်းမှာကစားရမှာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ Amorim ရဲ့ United အင်းဟာတနင်္ဂနွေနေ့မှာ Premier League ပွဲစဉ်အဖြစ်ဝူအတင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီးဒီပွဲပြီးရင်တပတ်အကြာမှာဘုံပေါင်းနဲ့ဆက်ကစားရအောင်မှာဖြစ်တယ်လို့ဒီပွဲပြီးသွားရင်တော့ Bilbao နဲ့ Europa League Semi Final နဲ့ပထမကျောပြီး Spain နိုင်ငံမှာကစားသွားရမှာပဲဖြစ်ပါတယ်။ Okay, I'm gonna go check it out.